ရန်ကုန်တို့မြို့လုံးလိုက်ဖမ်းနေကြပြီးစုရိတ်မှာလူတွေတေကုန်ပြီဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။နေဝင်းထွန်း890အမည်နဲ့ TikTok အကောင့်ကနေမလ18ရက်နေ့မှာအရေးကြီးသတင်းဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုတစ်ပုဒ်ကိုဖြန့်ဝေထားပါတယ်။ဗီဒီယိုဖိုင်ထဲမှာရန်ကုန်စုရိတ်မှာတေကုန်ပြီးလုံးဝအပြစ်မထွက်ကြပါနဲ့။တမျိုးလုံးလိုက်ဖမ်းနေကြပြီဆိုတဲ့စာသားတွေကိုလည်းရေးသားထားပါတယ်။ရုပ်သံဖိုင်ထဲမှာတော့စူရီဖျားကိုမြင်ရတဲ့လမ်းမကြီးနဲ့လမ်းမကြီးဘေးမှာပောက်ကွဲမှုတွေဖြစ်နေတဲ့ပုံပါဝင်ပါတယ်။ဒီရုပ်သံဖိုင်ကိုကြည့်ရှုသူ3,400ကျော်ရှိပြီ ကြိုင်နေတဲ့သူ6000နီးပါးနဲ့ပြန်လည်မျှဝေသူ900ကျော်ရှိနေပါပြီ။မြစည်းမကတရုတ်တံဖိုင်ကိုချက်လက်ဆစ်ဆေးခဲ့ပါတယ်။ရန်ကုန်စူးရီတဝိုင်းနားမှာနေထိုင်သူတွေနဲ့အလုတ်လုတ်ကင်နေသူတို့ကိုမလာ၁၈ရက်နဲ့၁၉ရက်တွေမှာလူသေဆုံးမှုရှိမရှိမေးမြန်းခဲ့ရမှာဘုံပေါက်တဲ့အတန်ကြားပေမဲ့သတင်းကြီးတွေမှာမတွေ့ရသလိုစူးရီတဝိုင်းကလူတွေကိုပြန်မေးကြည့်တဲ့အခါမှာလည်းမကြားဘူးလို့ဖြေဆိုကြပါတယ်။ဗီဒီယိုမှာပါဝင်တဲ့ပုံကိုဆစ်ဆေးတဲ့အခါမှာ၂၀၂၁ခုနှစ်ဒီဇင်ဘာမှာ RFA မြန်မာပိုင်းစီစဉ်ကဖော်ပြခဲ့တဲ့မြန်မာလူထုရဲ့အတန်တိတ်ဆွမ်းအားကိုကုလချီးကျူးဆိုတဲ့သတင်းတစ်ပုံကိုတွေ့ရပါတယ်။ ပုံမှန်မှာတော့ဒီဇင်ဘာ၁၀ရက်နေ့ကတွေ့မြင်ရသောလူသူကိမဲ့နေသည့်ရန်ကုန်မြို့လယ်မြင်ကွင်းကိုရေးသားထားပါတယ်။ RFA မှာဖော်ပြထားတဲ့ပုံနဲ့အဆောက်အဦပုံရိုက်ထားတဲ့ရှူတောင်းနဲ့လမ်းမပေါ်ကကားတွေကတူညီနေပြီးဒီပုံကိုမိတောက်တွေထည့်သွင်းပြီးပြုပြင်ထားတာဖြစ်ပါတယ်။ဒီအကြောင်းအရာနဲ့ဆင်တူပြီး YouTube မှာပြန့်နှံ့နေတဲ့သတင်းကိုချက်လက်စစ်ဆေးတဲ့ဖွဲ့တစ်ခုဖြစ်တဲ့ Fact Crescent တို့မြန်မာကနေလည်းစစ်ဆေးပြီးသတင်းတို့ဖြစ်ကြောင်းကိုမတ်လ15ရက်နေ့ကဖော်ပြထားပါတယ်။ ဒါကြောင့်ရန်ကုန်မြို့လုံးလိုက်ဖမ်းနေကြပြီးစုလိမှလူတွေတေကုန်ပြီဆိုတဲ့သတင်းဟာပုံဟောင်းကိုပြန်လည်ပြုပြင်ထားပြီးလောက်ကျန်ဖန်တီးဖြန့်ဝေနေတဲ့သတင်းတူပဲဖြစ်ပါတယ်။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ခြင်းတဲ့သတင်းတွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်ဆေးစီခြင်းတဲ့တင်အကြောင်းအရာကို link နဲ့တကွာပေးပို့ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်။ Blue Dot Media ကိုဆက်လက်ရည်ရွယ်ဖို့ပြည်သက်တွေ ပတ်ပြီးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမမဝင်ပြခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအတိအပြီးထိတ်ခေါ်လိုက်ပါစေ